မြန်မာ nationally ပြည်သက်များအားလုံးပဲမင်္ဂလာပါလို့ပြန်လည်နှုတ်ဆက်သက်လိုက်ရပါတယ်မြန်မာ nationally 2025 2026ပွဲစဉ်ရှိရဲ့ပွဲကြိုသုံးသပ်ဆွေးနွေးခြင်းအစီအစဉ်ကိုကျွန်တော်နဲ့အတူပတ်တော်ကြတော့ဆွေးနွေးသုံးသပ်ပြီးတော့မှာဖြစ်ပါတယ်ပတ်တော်ကြမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါကျွန်တော်ဒီပွဲစဉ်ရှိရဲ့ဒါပထမဦးဆုံးပွဲစဉ်ကတော့ဒါတစ္ဆာအာမန်တင်းနဲ့ရာမညာယူနိုက်တက်တင်းတို့လာမဲ့၁၇လပိုင်း၁ရက်နေမှာဆိုလို့ရှိရင်ဒါဝိုင်း USC ကမှရှင်မင်ကစားသွားတော့မှာဖြစ်တယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့တော်ကြဆက်တင်ပြီးတော့ဆွေးနွေးသုံးသပ်ပြီးပါအရင်ဆုံးဒါတစ္ဆာအာမန်တင်းရဲ့ရက်တင်မှုကိုကြည့်မယ်ဆိုရင်ခုနှစ်ပွဲကစားပြီးချိန်မှာနှစ်ပွဲနိုင်တစ်ပွဲတည်းလေးပွဲရှုံးပါနော်ရာမခုနှစ်မှတ်နဲ့ဆင်ရှင်းမ မှာရတာပြည့်စရာရှင်းပါဟုတ်တယ်။အာနှစ်ပွဲဆက်ရှုံးထားတယ်တစ္ဆာပါတယ်နော်။နှစ်ပွဲဆက်ရှုံးထားတယ်ရှုံးထားတဲ့အသင်းတွေကလည်းရခိုင် United ကိုရှုံးတယ် ISP ကိုရှုံးတယ်။အဲ့ဘက်ဒီရှုံးထားတဲ့နှစ်သင်းစလုံးမှာသူတို့မနိုင်ခဲ့ရင်တော့တမှတ်လောက်တော့ရတဲ့မယ်အနေထားပေါ့နော်မခွာဘူးလေ။အဲ့တော့အမှတ်လုံးဝမရခဲ့ဘူးပေါ့နော်။အဲ့တစားအမှန်နေတဲ့ဒီဘွဲတော့မဖြစ်မနေနိုင်ဝဲပြန်ရှာရတော့မယ်နောက်ဆုံးစားထားတဲ့ ISP နဲ့ပွဲမှာဆိုရင်သူတို့တေရဖို့လည်းနှိစက်ခဲ့တယ်ပဲเนาะဒါပေမဲ့လည်းတော်တော်လေးကိုနှစ်သင်းလုံးအကျိန်နေနဲ့အပြန်လှန်တကယ်ကြိုးစားပြီးကစားကြတယ် ကျွန်တော်တို့ပွဲချုပ်မှာပြောခဲ့သလိုပဲလူငယ်တွေအားပြိုင်ကြမယ်ပွဲဆိုတော့တကယ်လည်းအပြိုင်ဆိုင်နဲ့ပြိုင်ဆိုင်မှုကောင်းခဲ့တဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တယ်ပေါ့နော်အခုဘလိုဖြစ်ဖြစ်ဒါပြီးခဲ့တာတွေထားခဲ့ပြီးတော့တစ္ဆာမငါတန်တဲ့ရံမညာနဲ့တွေ့မယ်အဲတန်တဲ့ဆိုပြီးတော့ short တက်လို့မရဘူးပေါ့နော်ရံမညာကလည်းပြီးခဲ့တဲ့တစ်ပတ်မှာရှမ်းနဲ့ကစားအမှာကိုရှမ်းကပြပပွဲရှိလို့ရွှေ့ထားတယ်ရွှေ့ထားတယ်ဆိုတော့တို့ကပြီးခဲ့တဲ့တစ်ပတ်လုံးပွဲမကစားအောင်အဲ့တော့ဒီတစ္ဆာအာမန်ရဲ့ပွဲကိုတေချာပြင်ဆင်ချိန်လေးရနေတဲ့ တဘောမျိုးမျိုးတောင်ဖြစ်နေတယ်ပေါ့နော်အဲ့တော့သစ္စာအမှန်တွေနဲ့တော်တော်လေးသတိထားရမယ်ဆိုတော့ ISP နဲ့ဗားဒမန်ကြားရရင်တကယ်ကိုရေကုန်ရေခမ်းကစားထားတော့သူတို့တောင်နည်းနည်းလေးပွဲပန်းနိုင်တဲ့နေထားမျိုးရှိနေတယ်ပေါ့နော်အဲ့တော့ဒီအချက်လေးတွေတော့သစ္စာအမှန်တွေနဲ့သတိထားစေချင်တယ်တစ်ခါကရံမြောက်အကြည့်မဟိဆိုရင်6ပွဲကစားယူချိန်မှာတပွဲပဲတည်ကြထားတယ်5ပွဲရှုံထားတယ်ရမတမန်နဲ့အစင်း7နှစ်အောက်ဆုံးကိုရောက်သွားတယ်ဘာလို့လဲဆိုတော့ရခိုင်ကဒါနှစ်ပွဲဆက်နိုင်လိုက်တဲ့အတွက်တော်တော်လေးကိုရက်တင်ထားတော်တော်ကိုတတ်သွားတယ်နော်အဲ့တော့သူကအောက်ဆုံးအော်တိုရောက်သွားတယ်ပေါ့ရံမြောက် United အသင်းအနေနဲ့လည်းဒီသစ္စာအမှန်စီကသူတို့အမှတ်ရသလောက်ယူ ို調査လာပါပဲဘာလို့လဲဖြစ်ဖြစ်တစ္ဆာအမှန်တင်ပတ်မှာဒါလူငယ်တွေကောင်တာမြန်တယ်အဲ့တော့ရမရအနေနဲ့အရင်ကြီးတော့ဖွင့်မကစားစေခြင်းပေါ့နော်ကစားရတာကစားပေါ့နော်အဲဒီလိုနေထားလေးတော့ချက်တည်ထားစေခြင်းနဲ့တစ္ဆာအမှန်ကနှစ်ပွဲဆက်ရှုံးထားတယ်ဆိုပေမဲ့ရန်ကုန်တော့အနိုင်ကစားထားတဲ့အသင်းပေါ့နော်အလုံးဝဟိုရာမညအနေနဲ့ဒါကိုထက်အတွေ့အကြုံများတဲ့အသင်းတစ်သင်းပေါ့နော် အဲ့တော့အထူးသတိထားစေရတယ်ပေါ့နော်ဒီဘက်မှာတော့ဟိုချင်းကပ်ပုံကောင်းတဲ့အတင်အခွင့်အရေးအပိုင်းသုံးချတဲ့အတင်ကတော့အမှတ်ပြရသွားမယ်သစ္စာအမှတ်အတင်ကတော့ဒါတာတော့ဒါအားလုံးသိပဲပေါ့နော်အခုကိုမင်းကတစ်ချက်သုံးတော်ပြပေါ့ဗျာဟုတ်ကဲ့ပါဒါပြီးခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့သစ္စာအာမန်တင်ဆောဆောပြောသလိုမျိုးပဲ ISB တင်ဟိုဒါတုံးခုနှစ်ခုဆိုတဲ့ရလနဲ့အရေးနှင်းနေတယ်။ရှာမညာ United တင်ကတော့သူတို့ပြီးခဲ့တဲ့ပွဲစဉ်မှာပွဲမရှိဘူးအနားရထားတယ်ပေါ့နော်။လက်ရှိမှာဆိုလို့ရှိရင်တော့ပြောရမယ်သစ္စာအာမန်တင်ကဒါနှစ်ပွဲဆက်အရေးနှင်းနေတယ်ပြည့်သူတို့အတင်းကို AU United တင်ကတော့မှသူတို့အတင်းကိုကြော်တက်သွားပြီ။နောက်တစ်ခုဒီရ ခံယူရတဲ့အတင်းကလည်းသူတို့အတင်းကို PR ပြင်းနေတာသွားပြီးတော့တွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ဒီ ISB နဲ့ပွဲစမှာဆိုလို့ရှိရင်သစ္စာအာမန်တင်းကတောင်ပန်တစ်ဖက်ကဘောလုံးခါတိုင်းပွဲနဲ့တိတ်မတူတောင်ပန်တစ်ဖက်ကဘောလုံးတိတ်မထွက်ဘူးသူတို့ပြင်ဒီမင်းမောဦးတို့ဒီရှိုင်းဝင်းနောက်အောင်တို့ဒီကစားသမား၂ယောက်ကိုပြန်ပြဲအတင်းက ISB အတင်းကအပိုင်သွားပြီးတော့ချုပ်ထားသလိုတွေ့ရတယ်အပိုင်သွားချုပ်လိုက်တယ်နော်အဲသူတို့ရဲ့ဒီရှေ့ကိုဘောလုံးတွေကမရောက်တော့ဘူးမသွားတော့ဒီအနေထားတစ်ခုကပဲဒီသစ္စာအာမန်တင်းနဲ့ကစားရကြက်သွားတဲ့အနေထားတစ်ခုတော့တွေ့ရတယ်ဒါပေမဲ့လည်းသူတို့အတင်းရဲ့ဒီလောက်တက်ကိုင်းတဲ့ရှိတဲ့ပလေးယာတွေရဲ့မြန်တဲ့အခါကျတော့ဒီကိုကြီးတော့ပြန်ရခဲ့တာရှိတယ်ဒါပေမဲ့ရတဲ့ကူက ပုံမှန်အနေထားနဲ့တခုတော့မတူဘူးဒီစောမျိုးစော်ဆိုလို့ရှိရင် area တဲ့78ကိတ်စီထိတ်ကနေပြီးတော့ကန်သွင်းတဲ့အလုံးဆိုလို့ရှိရင်လည်းတော်တော်လေးလှတယ်နောက်တစ်လုံးဆိုလို့ရှိရင်လည်းဒီမင်းမော်ဦးဒီပြည်တံပေါ်ကနေမတင်ပေးတဲ့အလုံးဆိုလို့ရှိရင်လည်းစောမျိုးစော်ပဲဒါသူ့အရာမောင်းတဲ့မလိုက်ခုံပြီးတော့ကောင်းတိုင်သွားတယ်အလုံးဆိုလို့ရှိရင်လည်းဘာပြောဒါ class တစ်ခုရှိတယ်လို့ပြောလို့ရပါတယ်ဘာပြောသူတို့တင်နိုင်ပွဲတော့မရခဲ့ဘူးနှစ်ပွဲဆက်တော့အရေးနေတာတွေ့ရတယ်ဒီပွဲစဉ်ကသူတို့တဲ့ပြန်ပြီးတော့နိုင်ပွဲပြန်ရှာမဲ့ပွဲစဉ်ဖြစ်တယ်ဒီသို့တော်လည်းပဲဒီရမကြီးနေတဲ့တင်ကစောစောပြောလို့မျိုးပဲသူတို့ကဒါပွဲအနာ ားကြတာဆိုတဲ့အခါကျတော့ဒီပွဲစဉ်သေးချလေးပြင်ဆင်လာမယ့်အနေအထားတစ်ခုရှိတယ်။ရမှတ်နေတာကလည်းဒီပွဲစဉ်ဒါ6ပြီးတဲ့အချိန်မှာလောလောဆယ်တမှတ်ပဲရတာဆိုတဲ့အခါကျတော့သူ့အတွက်ကလည်း PR တွေဝင်နေပြီ။ပြန်ပြီးတော့ကျတော့နိုင်ပွဲရအောင်ယူရမယ်ပြီးလို့ရှိရင်ရမှတ်ရအောင်ယူရမယ်ဆိုတဲ့အခါကျတော့တစ္ဆာအမှန်တင်နေတဲ့ရှေ့နှစ်ပွဲကကစားသလိုတော့ရုပ်တီရောတွားပြီးတော့ကစားလို့တော့မရဘူး။ဆိုတဲ့အခါကျဘာပဲဖြစ်ဖြစ်နေတဲ့စလုံးကရမှတ်လူနေလူနေတဲ့အခါကျတော့အာကြည့်လို့ကောင်းမဲ့ပွဲချင်တဲ့ပွဲဖြစ်ပြီးတော့ကြာပြိတ္တတွေနဲ့လာရောက်ပြီးတော့ကြတော့ကြည့်ရှုအားပေးတဲ့ပွဲတွေပွဲဆိုတာလည်းကျွန်တော်နေပြောချင်ပါတယ်ခင်ဗျာ